ယနေ့ရန်ကုန်မြနာဖုံးသတင်းဆောင်ကဥစွာတင်ဆက်မဲ့သတင်းကတော့ဖျားစီဒီပထိုးတော်များအားပြန်လဲပြုပြင်ရန်တိရကူဆရာတော်ကြီးထံအလွန်ငွေချက်သိမ့်နေရနဲ့ဘီလက်မြေတန်းချင်း1500လှူရန်တဲ့သတင်းဖြစ်ပါတယ်။ စကိုင်းတိုင်းရှိမန္တလေးငလျင်ကြီးတန်းချောင်းပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ဖျားစီဒီပထိုးများအားပြန်လည်ပြည်ပြင်းနိုင်ရန်တိရကူဆရာတော်ကြီးထံသို့အလွန်ဝေကျက်သိန်း200နဲ့ဘီလက်မြေတန်းစိန်1500ကိုနတ်ဆကောက်ဥက္ကဋ္ဌမှလူရန်ဆောင်တည်ရပါတယ်အဆိုပါလူရန်မှုတို့ကိုနတ်စကောက်ကထာမှစကိုင်းမျိုးတို့ရောက်ရှိစဉ်ကိုရိုင်းစကလူရန်ခဲ့ခြင်းဖြစ်ပြီးလူရန်မှုအစုစုအတွက်ငလျင်တန်ဆောင်ပြန်လည်တော်မူခဲ့ရတဲ့ရဟန်းတန်ကားများတိလာရှင်များနဲ့ပြည်သူအပေါင်းတို့အားအများပေးဝေးကြပါသည်

။အဲဒီနောက်နာဆာကဥက္ကဋ္ဌဟာငလျင်တန်းဆောင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့စုံပုံညာရှင်စေတီတော်တွင်အစာအိုးပျက်စီးနေမှုများအားရှင်းလင်းဖယ်ရှားနေမှုရိုက်တန်ရက်ွယ်ရှိမဟာစေတီတော်အားလုံတော်ပြေငုံပြီးပြုပြင်မုံမတီဆောင်နေမှုနဲ့ငလျင်တန်းဆောင်ထိခိုက်ပျက်စီးခဲ့ရမှုများအားရှင်းလင်းဖယ်ရှားနေမှုတို့ကိုကြည့်ရှုစစ်ဆေးပါရယ်။အခုလိုကြည့်ရှုစစ်ဆေးပြီးနောက်လိုအပ်တဲ့မှာကြားမှုများပြုလုပ်ကာရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေတဲ့တမရတော်သားများရဲတပ်ဖွဲ့ဝင်များနဲ့မိသားတပ်ဖွဲ့ဝင် များအတွက်ချီးမြှင့်ငွေများပေးရကြောင်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့စကိုင်းမျိုးရှိမလေးရှားနိုင်ငံမှာစေကူသားရဲ့အဖွဲအားနှစ်ဆကောက်ကထာတွေ့ဆုံပြီးကျေးဇူးတင်စကားပြောကြားတဲ့တဲ့ရင်ဖြစ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့ရှိနှစ်ခုနေရပြည်အကစားကွင်းရှိရှာရီစေယုံတွင်ဂလင်တန်သိမ့်သူများအားကျမ်းမာရေးဆောင်ရှောက်ပေးနေတဲ့မလေးရှားနိုင်ငံမှာစေကူတာရဲ့အဖွဲ့အားနဆာကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူဇော်မှုကြီးမင်းအောင်လိုင်ကဧပြီလ19ရက်နေ့နံပိုင်းတွင် တွေ့ဆုံကတဝူချင်းနှုတ်ဆက်ပြီးဂျေဆုတင်စကားပြောကြားကလက်ဆောင်များပေးရကြောင်းသိရပါတယ်ဒါအပြင်နာဆကောက်ကထာဟာစကိုင်းမျိုးပြီးသူစေယုံကြီးရဲ့ယာယီစေယုံအတွင်မှာ ငလျင်တန်းကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တန်ဃာတော်များဒီလရှင်ဆရာလေးများနဲ့ဒေသခံပြည်သူများကိုအားပေးစကားပြောကြားပြီးထိခိုက်ဒဏ်ရာရရှိသူများအတွက်အထောက်ပံ့ငွေများနဲ့စာသားဖွဲ့ရများပေးအပ်ခဲ့ပြီးနောက်ပြည်သူစေရုံးကြီးအတွင်ကြည့်ရှုစစ်ဆေးကြောင်းသိရပါရရှင်။ ။နောက်ဆုံးနေ့ဆက်မဲ့သတင်းကတော့တရုတ်နိုင်ငံအစိုးရမှလှူဒန်းတဲ့ကိစ္စပစ္စည်းများတတမအတူအဖြစ်ရောက်ရှိလာတဲ့သတင်းဖြစ်ပါတယ်။မန္တလေးငလျင်ကြီးတန်းတင်ဒေသများအတွက်တရုတ်နိုင်ငံအစိုးရမှထောက်ပံ့လှူဒန်းတဲ့အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာကိစ္စပစ္စည်းများဧပြီလ20ရက်မွန်းတဲ့12နာရီမိနစ်30ခါတတမအတူအဖြစ်ထပ်မံရောက်ရှိလာကြောင်းသိရပါတယ်။ အဆိုပါပစ္စည်းများတင်ဆောင်လာသောလေရင်ဟာရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်တို့ရောက်ရှိလာရရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံမှတန်မှုမစ္စတာဂျူရန်ဒိုဘင်းတို့ကကြိုဆိုကြကြောင်းသိရပါတယ်။တတမာအုပ်ဖြစ်ရောက်ရှိလာတဲ့ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများတွင် MOC စလင်စေတောင်း၈သိန်းဘူး Estamin Ophin ထိုးစေ၃သိန်း၂000ဘလင်း Safara Dine Capsule ၂သိန်း၂500ဘူးနဲ့ IB Blue Friend 4800ဘူရိုပါဝင်ကြောင်းသိရပါရရှင်။